က်ပေးမဲ့သတင်းကတော့ပြည်ပဝယ်လူအားများတဲ့နှစ်နှစ်စမုံစင်းမြင့်တက်နေတဲ့သတင်းဖြစ်ပါတယ်။ယခုတစ်ပတ်အတွင်းအောင်လန်ကုန်စီတိုင်းကိုနှစ်နှစ်စမုံများဝင်ရောက်လာပြီးအယောင်းဝယ်ဖြစ်ကဝယ်လူအားများလာတဲ့အတွက်နှစ်နှစ်စမုံဈေးမြင့်တက်လာကြောင်းသိရပါတယ်။နှစ်နှစ်စမုံဆိုင်ပြိုးတဲ့တောင်သူများဈေးပိုရရှိနေပြီးအဆင်ပြေလာကြောင်းသိရပါတယ်။ ။နန်းနဲ့စပုံဟာပြည်မဝယ်လိုအားရှိတဲ့သီးနှံဖြစ်တဲ့အတွက်အခြားနှံများထက်ဈေးပိုရရှိနေပြီးတောင်သူများမှာနန်းနဲ့စပုံကိုအခုနောက်ပိုင်းမှာတိုးချဲ့ဆိုင်ပို့လာကြောင်းသိရပါတယ်။စာပြုတ်ထွက်ရှိရာဒေသမှာတစဉ်ရန်ကုန်နှင့်မန္တလေးမြို့ကြီးများမှာအမှားပါရှိပါကတစဉ်တင်ပို့ရောင်းချကြောင်းသိရပါဗျ။ ယခုတစ်ပတ်တွင်နှမ်းနှင်းစမုံ45ပိတ်သာ3တင်းဝင်တအိတ်ကို9သိန်းနီတောင်းချက်ယခင်တစ်ပတ်တွင်နှမ်းနှင်းစမုံ45ပိတ်သာ3တင်းဝင်တအိတ်ကို9သိန်းတောင်းချက်ယခင်လာမှာနှမ်းနှင်းစမုံ45ပိတ်သာ3တင်းဝင်တအိတ်ကို6သိန်း9တောင်းချက်ဈေးများဖြင့်အယောင်းဝင်ဖြစ်ခဲ့ကြောင်းသိရပါသည် ။ရခိုင်တပန်းနဲ့အနှားရှိမာက3000ချက်၊ရခိုင်လမ်းနဲ့အနှားရှိမာက9000ချက်အထိဈေးမြင့်လာတဲ့အတွက်စိုက်ပျိုးသူတောင်သူများအစီအပြေလျက်ရှိကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့မြတ်တီလီကိုကပေးပို့လာတာပါ။